ဟာဟာပြိုးကုန်ပြီပြိုးကုန်ပြီငါတက်တိုက်ကြည့်ရှင်လေဟိုးရှစ်အနေဘေးတဲ့ပြည်သူတွေကိုအမလူရမ်းမဲ့30ပါเนาะ30ပါဒီလိုပတ်စံနေရဖို့အမဘာလို့ ਆ ဆိုအမဈေးအောင်ပါပါတယ် ဇေယျမီရတဲ့ပတ်စံနဲ့အမအလှူပါတယ်အဲ့တော့အမရှိမှဝယ်ယူအပ်ကြတဲ့ customer များအားလုံးကိုအမကကျေးဇူးအထူးတင်ရှိပါတယ်အလှူရဲဆိုတာအမကသူများတို့ကတိတ်နေထောင်းနဲ့တောင်းနဲ့ချီပြီးတော့ချမ်းသာလို့အမကလှူတာမဟုတ်ပါဘူးเนาะကိုယ့်လက်ထဲမှာဟိုတိတ်တိတ်လေးစံဆိုတော့ကိုယ့်လက်ထဲမှာတိတ်တရာတော့ရှိရှိတာဘိုမတိတ်လေးစံလှူတာကိုယ့်ရဲ့စီးစိမ်ဟိုဟုတ်တယ်ရှိစုမဆူလေးနဲ့လှူတာဗျာဟုတ်ပါလားကိုကိုကလှပြတာဒါလူတွေရတာဆယ်လီအုပ်ကြီးကိုဝိုင်းပြီးတော့ဆင်းနေရဆိုပေမဲ့အဲ့ဒါဟိုဈေးရဆိုဒါတော့ စားသုံးသူကစ္စရံပါတွေပြည်သူတွေပေါ်သူ့ရဲ့တိတက်တဲ့စိတ်ထားပေါ့ဈေးကတော့အမတို့ဒီတရက်နေ့အတွင်းမှာဒီဟာဒီဟာသွားလူမှာဒီတော့လူမှာဒါက30ဟိုဒါကမနေ့ကဟိုငွေ6ထိုင်ကငွေ6ငွေ6ငွေ6ဆိုင်ညီမလေးညီမလေးအေးအောင်ဒါကသူကတသား30နဲ့တသား30နဲ့တသားဒါကအမကဒီဟိုငလျင်ဘဲတဲ့ပြည်သူတွေကိုလူမဲ့ပတ်စံဒီတရက်နေ့အတွင်းသွားပြီးလူချင်းပါတယ်ဘယ်နေရာဖေဒေသတွေမှာသူကမဲ့ဆိုအမလည်းဝေဝဲမရ

ဒါသွားလှူလာအမပက်ဆန်နဲ့အမလှူလာဘယ်နေရာဘယ်ဒေသတွေကိုလှူသိနေဆိုတာလေအမကိုမက်မှာအကြံလေးတွေပေးထားပါတော့ဒီကဒီအသွားလှူမှဆိုရင်တော့အမကကိုယ်တိုင်ကိုကြသွားလှူမှာဟာဖြစ်တယ်ဟိုအလှူသွားလှူတဲ့အချိန်တွေမှာတော့အမကတော့ဒီမှာဈေးရတာရောင်းရမှာပဲအမဝန်ထမ်းတွေကဈေးရဆက်ရောင်းမှာပဲဟုတ်တယ်ဘယ်လိုဆိုဒီကြားတဲ့ပက်ဆန်နဲ့အမဖြစ်တတ်တော့လို့မရဘူးနော်အခင်မကောင်းလို့ ဟိုဟာဖြစ်လို့ယူကြောင်ဆောင်နေတော့ဟိုဘာတို့ညာတို့အမားတို့မြောက်အမားတို့ကဒီပတ်ဆံရမှာထမင်းစားပါတယ်ဒီပတ်ဆံရတဲ့ပတ်ဆံနဲ့ထမင်းစားပါတယ်ရတဲ့ပတ်ဆံနဲ့ထူပါတယ်ဟုတ်တယ်ဇာစရီယုတ်ကြီးကအမှန်ကန်လေးကိုချပြသွားတာအချိန်နဲ့အချိန်ခါဆိုတာအမသိတယ်ဟုတ်တယ်ဒါမဲ့လို့ဒါတွေကလှူမယ်ဒါတွေကအမလှူဖို့တော့စစင်လိုက်ရဝန်တန်းနေတဲ့အရင်ဝန်တန်းနေရဲ့စားဝင်နေရင်သူရဲ့နော်စားစေနေစေရိတ်နော်နေစေစားစေဒါတော့အမအိမ်မှာခုန်စေရင်သူကလားစာတွေအတွက်အမကပတ်စာကမရှာလို့မရပါဘူးရှာပါနော် ကြားပါတယ်ဒီချိန်လေးတွင်းမှာနားပါနားပါဆိုတာအမကဒီမှာလှူနေတယ်လေဒါတော့ကိုပိုင် business လောက်ဖူးတဲ့သူတိုင်းသိမှာပါရသမြကိုဖြူနေတယ်ကိုကျင်းစာမိမှာထပ်ပြီးလှူနိုင်မို့နောက်တစ်ခါထပ်ပြီးတော့ရက်တည်နိုင်မို့ဆိုတာကသူကဘောက်လျှောက်စီးဆင်းနေရမှာပဲเนาะလုပ်ငန်းကတော့ဘောက်လျှောက်လဲပန်းနေရမှာပဲဒါကအမဒီတရက်နှစ်အတွင်းဒီပတ်စံသိန်း40ကိုရေဘေးသိမ်းဘာလို့ရေဘေးရရေဘေးတော့မဖြစ်ရေဘေးနှုတ်ကကျုံလာဟိုဟာငလေဘေးသိမ်းပြည်သူတွေအတွက်လှူဒန်းသွားမှာဖြစ်ပါတယ်အဲ့ဒါဘယ်နေရာဖြစ်သားမှာအရေး ရေပြီးတော့ထပ်မတင်ပါနဲ့တော့အမရေကြည့်ကြည့်တယ်ဘလို့တွေလှူရမယ်ဆိုကလင်ပေးလဲနောက်ဆုံးမဖြစ်ပါသေးလို့ဟုတ်လားအမကိုတစ်ချက်လောက်အကြံပေးအောင်ပါနော်ဒီတရက်နေ့အတွင်းသွားခြင်းနဲ့ဘယ်နေရာသွားပြီးဘလို့တွေလောက်ရမယ်ဆိုတာအချက်စဉ်းစားနေတာဘာဖြစ်လို့ဆိုတော့ဟိုအဖွဲ့ရှင်းနေသွားတာမဟုတ်ဘူးပြောင်ဖက်ကိုယ်တိုင်ကိုကြသွားပြီးလှူမှာဆိုတာကိုဒါအမပြောပြတာဖြစ်ပါတယ်နော်အဲဒီပတ်စံနဲ့ဘယ်ရရလဲတွင်းနေရလဲနိုင်မရပါဘူးမိုးပေါ်လည်းမကြပါဘူး ေးရမီပင်ပန်းပန်းရမီပြောဆိုခံပင်ပန်းပန်းရှောင်းပြီးတော့ရလာတဲ့ငွေပါကိုကိုယ့်ရဲ့ချွေးနေစာကကိုလှူခြင်းလဲရတယ်မလှူခြင်းလဲရလှူခြင်းလို့လှူတာပါစေတနာရှိလို့လှူတာပါဟုတ်တယ်ဟုတ်တယ်တူတယ်လှူတာပါ နော်ညီမကိုညီမလေးတယောက်ကအနှူကတသောင်းတော့ပါတူတယ်လှူတာပါအနှူလဲခံမစားပါဘူးနော်လှူကိုလဲဘန်းပြပြီးတော့ဘာဘန်းပြပြီးတော့အနှူခံမစားဘူးဒါတို့ပါလို့ညီမပြရဆောက်လို့ရေးတမားရေး ဒါတော့ထိုင်းရတိုက်တွေပြောကြလို့ရှိရင်ဘာလို့အမိုက်ပုံဖြစ်တော့တာလဲဖြစ်စီချင်းလို့ပြောပြရပါတော့နော်သူပြောသလိုပဲဒီထိုင်းရတိုက်တွေပြောကြလို့ရှိရင်ထူးဆန်းနေရပြဒီထိုင်းနိုင်ငံအဆောက်အဦတွေနဲ့မြန်မာနိုင်ငံအဆောက်အဦတွေနဲ့ဘာကွာလဲဆိုတာဩပြောမှဆိုရင်ပြော့ခွေနေရဗျာထိုင်းရတိုက်တွေကအများစုပြရမယ်နော်အဲထိုင်းနိုင်ငံအဆောက်အဦတွေကပြိုကျသွားရင်အမိုက်ပုံလို့ဘာလို့ဖြစ်သွားတာလဲဆိုတော့ပြောပြမယ်ညီလေးသူတို့ကလေ သူတို့ရဲ့အဆောက်အဦတွေမှာလေအဲ့လိုဘေးဒါဒီလိုကြောက်ပြားတွေကိုဆောက်လို့လုပ်ငန်းကိုကော်ဆာမှာလုပ်နေတဲ့ညီလေးပေါ့ဗျာပြီးတော့စီခင်းထားအင်းအဲ့ဒီကြောက်ပြားတွေကိုစီခင်းထားပြီးတော့အဲ့ဒီကြောက်ပြားအပေါ်မှာတပီအကွက်လောက်ရှိတဲ့တန်စကာ3မီလီတန်စကာတပီကွက်ကလေးတွေကိုအပေါ်မှာခင်းလိုက်တယ်ခင်းပြီးတော့သူက5စင်တီမီတာသူကအပေါ်မှာဒုက5စင်တီမီတာပဲလောင်းထားတာ 5 cm ပဲသူထိုင်းလို့ခေါ်မယ်ဆိုတော့5စင်းမဲ့လောင်းထားတာဒူလေးကတိတ်တိတ်လေးပဲအပေါ်မှာဘယ်လောက်လောက်ချိန်မှာပေါ့ဆိုဘယ်လောက်ရှိမှာလဲအဲ့ဒါလေးလောင်းထားဒီကြောက်ပြားတွေခင်းပြီးတော့အဲ့တော့ဒီကြောက်ပြားတွေလည်းဘယ်လောက်ခံနိုင်ရင်ရှိတယ်လဲဆိုလို့ရှိရင်ကြောက်ပြားတွေအကြောင်းရှင်းပြမယ်အဲ့ကြောက်ပြားလေးမှာ3 mm ရှိတယ်တန်ချောင်းလေးက10ချောင်းပါတယ်ဒီတပြားကိုတပြားကို3 mm ရှိတယ်တန်ချောင်းလေးတွေ10ချောင်းထည့်ထားတယ်ဒါပေမဲ့အဲ့10ချောင်းထည့်ထားပြီးတော့ကန့်လန့်ပြက်အချောက်ပါလားဆိုမပါဘူးအရာလိုက်10ချောင်းစီခင်းထားတယ်ဒါပေမဲ့အထဲထဲမှာအခေါလုံးပေါက်တယ် အဲ့အပြားတွေရဲ့အဲ့အထဲတွေကဟောင်းဟောင်းပေါက်တယ်အပေါက်တွေအပေါက်တွေအကွက်လိုက်အကွက်လိုက်အကွက်လိုက်သူအတန်းလိုက်အတန်းလိုက်အပေါက်တွေအဲအဲ့လိုမျိုးအဲသူကနောက်ပြီးတော့ဒီအပြားနဲ့ဒီဘက်နဲ့မှာဘာမှချိတ်ဆက်ထားတာမရှိဘူးအဲဘင်းပေါ်မှာဟိုဘက်ကဒီဘက်ကိုတပြားခင်းလိုက်တယ်ဒီဘင်းကိုတဝက်နင်းပြီးခင်းလိုက်တယ်ဖြစ်တယ်လို့ပေါ့အပြားဒီဘက်ကိုခင်းလိုက်တယ်တဝက်နင်းပြီးတော့ခင်းဖြစ်တယ်လို့စောက်ထားတယ်အဲ့ဒါခင်းလိုက်ပြီးလဲပြီးတော့အဲ့ပေါ်မှာတန်စကားโอ้3มิลลิရှိတဲ့တန်စကားလေတန်စကားတပေလောက်အကွက်ကြီးတွေပေါ့အဲ့ဒါကြီးခင်ခင်းပြီးတော့5စင်တီမီတာအပေါ်ကြောက်လောက်မြည်အဲ့ဒါပြီးသွား ပြီးသွားတော့အဲခုနကငရင်လှုပ်လို့ရှိရင်တကယ်လို့ပြိုကျသွားတယ်ဆိုလို့ရှိရင်လေအမိုက်ပုံကြီးတို့ဘာလို့ဖြစ်သွားလဲဆိုတော့တို့ကအထက်အဆောက်အဦမှာအထက်ဘလောက်ပဲမြင့်မြင့်တို့ကအိုက်ပုံစံပဲသွားတာအဲ့ဒါကြောင့်ပြိုကျပြီဆိုလို့ရှိရင်အကောအမိုက်ပုံကြီးတို့ဖြစ်ပြိုကျရင်တော့ဒီလိုယူပေါ့အဲအဲ့လိုမျိုးဒါတော့အခိုင်အမာဆုံးဆောက်ထားတာနော်ဒါလူကသိရင်ကလေးတွေဖြစ်မသွားဘူးနော်ကလေးတွေစာသင်ကျောင်းအဲ့လိုမျိုးကြောက်ပြားတွေတိတိစာသင်ကျောင်းလောင်းလာကြတော့ဒါတော့ကလေးရဲ့စာသင်ကျောင်းမလို့နော်အတန်စကားကွက်ကျဲခင်းပြီးတော့ အပေါ်နေ5စင်တီမီတာရှိတဲ့ကြောက်ထိုင်းမှာလည်းငလီနဲ့ပတ်သက်လို့ရှိရင်ဂျပန်တော့မင်းကြက်သေးဘူးလို့ပြောလို့ရတယ်ဗျမလောင်းချလိုက်တယ်ဒါပဲအဲ့တော့အဲနည်းနည်းတိမ့်ဆောင်သွားပြီဆိုအကုန်လုံးပြူကြတော့တာမှိုက်တယ်ဒါလို့အာရှမှာရင်းကြက်နေရတော့ဂျပန်ပေါ့ဗျာဘယ်လိုပြောတွေ့ကြုံလည်းမနေတော့ဘူးငလီလောက်ခတ်ပေါင်းလည်းမနေတော့ဘူးဂျပန်မှာကောင်းတော့ကောင်းဖြတ်ပြေးတဲ့အတိုင်းပဲဒါတော့ဗျာတကိုင်းမာလာမကွေးမာလာပဲဟာဒါအင်းအောင်ဆင်ပဲပြူတာပေါ့ စကားတွေတွေအတိုင်းပဲဗျာကြည့်ပါဦးဒီစွကြောင်းကြီးညာလက်စတဆုံးမောဗျာဒီညာစကားတွေထဲမှာအကောင်းတစ်ကောင်မြေချိုးပြီးတော့ချက်ပြေးနေသလိုပဲဆိုင်နေထိုင်ဖြစ်သွားတာလက်စတဆုံးနဲ့မြေချိုးလက်စတဆုံးတော့မိုင်းမောင်းများစွာပေါ့ဖြစ်သွားတာ ဒါတော့အဲ့ဒီပုံမှာအိမ်နေမရှိလို့ဂွင်းပြင်းမှုကန်ကောင်းတယ်ပြောရမှာပဲအိမ်ဒါရှိရင်တော့ဒီလိုထက်ကြွတက်လာအတွေ့ရစရာနေထားရနေစုံဟိုးမဟိုးမဟိုးဗတိဟွဝီးရလူလေးတည်ကြရဲ့အားလုံးကယူဆိုင်ကြပါလူလေးတည်ကုန်နေလေလို့တော့မိသားစုနဲ့ထက်တူဆင်မကောင်းပါဘူးအာတိမြတ်တယောက်ကိုထချမ်းကွဲ့ venivano.